ဒီလောက်ပူပိုက်နေတဲ့နေရာဒီမှာမိက၄နိုင်ပဲပြီးပြီ၈နိုင်ပြတ်တယ်ဆိုတော့တော်တော်ကြီးကိုဖားကြတာပေါ့နော်ဆိုတော့ကြီးညိုပါရဲ့ပူစော့ပါရဲ့ပါတော့ပါရဲ့မှားတာရှိရင်လည်းပဲအောက်မှာပါရဲ့တိုက်မိကောင်းစားကိုလုံးမမဟုတ်ဘူးစေုပ်ချုပ်ရေးဆိုတာကိုမိသားစုကိုအတိုင်းဝိုင်းချမ်းသာရင်ပြီးရောဒီသူတွေဘလို့နေနေဗာလဲသိစိန်တက်လာတော့ကိုလုံးစားနဲ့ကိုတော်ဓမိတနာလျှော့စားသူလုံးစားတစ်ခုမှမပါဘဲနဲ့တော့ဗာဓမိတနာလျှော့စားမယ်သူလုံးစားလာစားရင်ပြီးရော Hello ချစ်တဲ့မြို့ရပြည်သူညီကိုမောင်မောင်များအားလုံးပဲမင်္ဂလာပါ News Speech Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ25ရက်နေ့ကျွန်တော်အင်္ဂါနေ့ညနောက်ဆုံးရရှိထားတဲ့သတင်းသတင်းကောင်းတွေနဲ့ဒီဘောမိုက်ခွဲပေါ်နော်အားချောင်းနဲ့ဗီဒီယိုတွေကိုလည်းကြည့်ရမှာမလို့ကျွန်တော်လည်းသူဗီဒီယိုကိုစာဆုံးကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ခါတိုင်းလိုပဲသတင်းဗီဒီယိုတွေမှာကြည့်ခင်မှာအယုံဆုံးနေနဲ့ပေါ့နော်သတင်းသတင်းတိုလေးတွေကြည့်လိုက်ရအောင်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ရာဝတီတိုင်းဟင်းဒဒခရိုင်အင်္ဂပူမြို့နယ်ကွင်းကောက်ပစ်ချမ်း ပန်ဒိုဂျီကျေးရွာကိုတက်ဆုတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုလေးကြောင်းကမာယုံပုံချက်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြောက်ဆန်းမြောက်တက်တုံးလေးလေးရဲ့အဓိကမြောက်တက်ဆုတ်ဟာဆိုရင်တော်လိုင်းပူအောင်တဖို့ရဲ့ထိုးစစ်စင်တက်ခတ်မှုကြောင့်မြောက်ဆန်းမြောက်တက်အနီးထိတရွာချင်းတက်ဆုတ်လာရပြီးတော့မှမဏိကပန်ဒိုဂျီရွာဘောလုံးကွင်းတွင်းမှာအခြေပြုတက်ဆွဲထားတယ်လို့သိရတာဖြစ်ပါတယ်။တက်ဆုတ်လာတဲ့အမြောက်တက်ဆုတ်ကိုတော်လိုင်းတဖို့တွေကနေပြီးတော့မှ ထိုးဆက်ဆင်တက်ခိုက်တဲ့နေရာမှာစကောင်စီကနေပြီးတော့လေးချောင်းနဲ့ဘုံချက်ခုခံလို့သူတို့စစ်ကြောင်းတစ်ခုလုံးလိုက်ဖို့ပေါ့နော်မာယုံဘုံချက်ခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ကောင်းပါကောင်းနော်ဒီလိုမျိုးသတင်းတွေကတော့ကျွန်တော်မိဘပြည်သူတွေကြားချင်နေတာဖြစ်ပါတယ်သူတို့ကနေပြီးတော့လေးချောင်းကနေကိုချင်းချင်းပြန်ပြီးတော့ရှင်းလင်းလိုက်တာပြီးတော့ခုဆိုရင်စစ်ကြောင်းတစ်ခုလုံးနေပါကျွန်တော်ကနေပြီးတော့ချီဆန်တောင်းတောင်းမထွက်ဘဲနဲ့ပေါ့နော်အပြက်ပြုတ်ထွက်သွားတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ပကိုးတိုင်းပြည်မျိုးအွန်ဒေါ်လာမှာဘုံမှုအောင်မှုသူရောက်ရှိနေမှုကို PDF နဲ့ AA တပ်ဖွဲ့ဝင်တွေရောက်ရှိလာတဲ့ဆိုတဲ့သတင်းမှပေးမှုကြောင့်အချင်းချင်းမိုင်းပြခတ်ပြီးတော့မှဘုံမှုအောင်မှုသူတေဆုံးသွားတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒါရောသတင်းကောင်းပဲနော်။ ။တရင်မှာပေးခံရတာလို့သိရတယ်။အိမ်ထဲမှာစစ်တပ်ဗိုလ်မှူးကရှိနေတာကို AA နဲ့ PDF တွေအဲ့ဒီအိမ်ထဲမှာရောက်နေတဲ့ဆိုပြီးတော့မှတရင်မှာပေးလို့ဝင်စီးပြီးတော့ပြက်ခတ်တာလို့သိရတယ်။ဗိုလ်မှူးအောင်မျိုးသူကပြည်စာတိမဟုတ်ဘူး။နှစ်တလင်းဘက်ကလာတဲ့ဗိုလ်မှူးဆိုပြီးတော့မှဒေတာစီရဲ့တရင်မြက်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။အဲ့လိုမျိုးမှပြစ်ခတ်မှုတွေဖြစ်ပွားပြတဲ့နောက်ပိုင်းမှာချမ်ဖက်စစ်ကောင်စီရဲ့သားတွေကနေပြီးတော့မှအရသားလုံးတဲ့ချို့ကိုဖမ်းဆီးပြီးတော့မှ အခုအချိန်ထိအဆက်အသွယ်ပြတ်တောက်နေတယ်လို့ကျွန်တော်ဒေတာခံပြည်သူတွေရဲ့ပြောချက်ချက်ရနောက်ဆုံးကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကတော့ခုဆိုရင်ဒီလိုမျိုးပေါ့နော်အချင်းချင်းပြစ်ခတ်မှုတွေရှိလာပြတဲ့နောက်ပိုင်းမှာကျွန်တော်လူငယ်တွေမဲမဲမြာဆိုပြီးတော့မှဒီတတ်သေးကိုအတင်းဆူဆောင်းသွားတာကိုတွေ့ရပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ပြက်နေပြီဆိုတာမြေပပြည်သူတွေလည်းတွေ့ရတာပေါ့နော်နောက်ဆုံးသတင်းတို့သူပို့အနေနဲ့ကတော့ မကွေးတိုင်းပခုတ်ကူမြို့ကနေပြီးတော့မှပခန်းမြို့ကိုလာတဲ့စစ်ကိုစစ်ချောင်းကိုဂျာဖြတ်တိုက်ခိုက်ခဲ့လို့တက်ချက်ကြီးနှစ်ဦးအပေါ်ဝင်၁၄ဦးထက်မှနဲ့တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒါရောချိုလိုမျိုးပဲပြည်သူတွေကြားချင်းတဲ့သတင်းမျိုးပဲပေါ့နော်။ကားကိုတင်းဖြစ် RPG နဲ့ရှေ့တက်တက်ကနေပြတာကားထဲကိုဖောက်ဝင်ပြီးတော့မှနောက်ခန်းထဲမှာပေါက်ကွဲတယ်။ပြီးတော့၄၀မမဘုံသုံးလုံးနဲ့ကားထဲကိုကတိကြောင်ပစ်ထည့်နိုင်ခဲ့တယ်။ပြီးတော့လင်းနေငယ်တွေနဲ့ပါဝိုင်းပစ်ခဲ့တာကားကိုစီးနေပြီးတော့မှတင်ပိုက်ဖို့လိုတဲ့အချိန်မှာကျွန်တော်တို့တပ်ဖွဲ့ရဲ့စစ်ကြောင်းမိုးလေးနဲ့ Era တပြီးတော့မှထိခိုက်တယ်ရရှိတော့လို့လူအသက်ထက်ဘာမှတမိုးမရှိဘူးဆိုပြီးတော့မှ ပြန်ဆုတ်လာခဲ့လိုက်တာဆိုပြီးတော့မှစောက်တန်ဝိုင်းရဆို PDF တစ်ဖွဲတောင်းခါကောင်မောင်ကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါလည်းမှန်တာပဲပေါ့နော်။ဘာပဲပြောပြောကျွန်တော်ဘက်ကနေပြတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစေကနန်းတစ်ထက်ကိုဖြစ်ခါရှင်းလင်းနိုင်ခဲ့တာပြတော့အခုဆိုရင်စစ်ကောင်စီတွေတွားတဲ့နေရာတိုင်းကတော့မျောစာဖြစ်ပြောင်းလဲနေတာကိုကျွန်တော်မိဘပြည်သူတွေကြားသိနေရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့အဘူဂျင်းနေမျိုးစရာနေပြတော့ပါပေါ့နော်။ဆက်ရှုံးဝယ်ရန်ပြေမြောက်လိုင်းကိုကျွန်တော်အသေးရရအရှင်ရရဖန်ဆီးနိုင်ဖို့အတွက် ဒီအိနီချင်းနိုင်ငံတွေကနေပြီးတော့မှကူညီတင်တယ်ဆိုတဲ့အကြောင်းကိုသူကနေပြီးတော့မှဒီအချမ်းပြပြောဆိုထားတာပဲဖြစ်ပါတယ်ဘူဂျင်းမျိုးစင်ဘယ်လိုမျိုးတွေပြထားလဲဆိုတော့ကျွန်တော်စကြည့်လိုက်ရအောင်နော် Today Myanmar has seen a tremendous historical revolution evolving 80% of the countrymen we and compensating various ethnic armies are fighting against the successive fascist military regimes that have been enslaving torturing and bullying us for the past 70 years using the fascist ideology implanted 80 years ago by the evader fascist force. That culminated in the appearance of an overt, full blown, brutal, oppressive fascist military dictatorship in 2021. Currently, about more than 65% of the country is controlled by the resistant force, in which the fascist gender can only resort to air strikes using hiding lethal ammunition and chemical weapons supplied by Russia, Belarus, and China Communist. There have been widespread media reports of residential areas, schools, hospitals, and marketplaces being attacked precariously. I personally witnessed these such events because I've been taking part in the resistance movement for some time in battle areas. Mm. After uh, living the so-called uh, After a lapse of nearly 20 years, during which I was imprisoned so many times, it's ironic that many of my classmates in the military academy are actively involved in these ferocious acts against the people as regional commanders. On the other hand, there are many army personnel like me who can accept the unjust, atrocious acts of the gender defeated to the resistance side. To compensate for the dwindling levels of personnel, the junta implements a policy of forced conscription and sending these young people to the frontier areas, resulting in many casualties as well as disabilities. Thousands of young people managed to escape into the neighboring countries as illegal immigrants, <laughs> posing a threat to the stability in the border areas. It's believed that such happenings in Burma pose a dangerous threat to her neighbors. The threat of a proxy war, the threat of human trafficking, and the threat of cross border scam syndicates, among many others. My humble request as a citizen of Burma for regional cooperation. People to people contact and unity might contribute to overcome these tangible problems with results and peace and stabilities in the region. By allowing officially the Chinese Armed Force to operate in the country in the form of joint security forces, permitting the Russian Navy to use the Dawet port close to the Thailand, plans to build a nuclear facility near Nebido, as well as the upcoming Sham elections, might lead to disastrous outcomes not only for our citizens, but also for neighboring Thailand, Bangladesh, and India. Once oh. China is able to flex its muscle, muscle, it would like to urge our neighbors, these governments and people are like to be vigilant and united to ensure that the resurgent fascist military dictatorship can be contained and totally eradicated in Burma with our supreme revolution as a pioneering model for all of Asia. At the same time, I would like to ask for help from the Thai people to show their DIX certification on the Thai government's decision to invite the fascist dictator Butcher Meowling to the upcoming Bin Step Summit to be held in Thailand in early April. Added to that, the people of Burma will be more than overwhelmed with happiness, joy, and gratitude if the Thai authorities call extradite that murderer. with carrying an arrest warrant on his head by the ICC for genocidal crime against humanity back in 2017. ကဲဒါတော့ဘူဂျီနီမျိုးစရာနဲ့ပြတော့မှာပေါ့နော်မြောင်းလိုက်နဲ့မတူညီတဲ့ဒီစကလုံးတွေကိုသူကနေပြတော့မှာချိုရမီဘာပြတူတွေတရှိအောင်ပြောဆိုတာပဲဖြစ်ပါတယ်ဟိုကောင်ကတော့ဘူမတိဘာမတိပဲနဲ့ပေါ့နော်ရုရှားကိုတပ်ပြတော့မှာပူတင်နဲ့တွဲဆုံနေတဲ့အချိန်မှာမြန်မာလိုပြောပြတော့မှာကျွမ်းမဲဆိုပြတော့မှာချိုတော့ကပလဲမှာမြန်မာတိတ်ခါကို ချခဲ့တဲ့အချိန်မှာပဲခုဆိုရင်တို့တော်လန်ရဆူတွေကဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲဘလော့ထိပညာတက်လဲဆိုတာကိုကျွန်တော်မိဘပြည်သူတွေကိုကိုကိုတွေ့ရတာပဲဖြစ်ပါတယ်။မူကြီးနေမျိုးစင်ရနေပြည်သူမှာခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လေကြောင်းနဲ့ရဲဆက်ဆက်တပ်ဖြတ်မှုတွေကိုတွားနေပြည်သူမှာအဓိကမိမောင်းထုတ်ပြောဆိုသွားတာဖြစ်ပြီးတော့မှမြောက်လိုက်နေတဲ့ဒီဒီနေ့ဒါမှမဟုတ်နောက်နေ့ထဲမှာကျင်းပဖို့လို့နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှအောင်မြောင်ကျင်းပနိုင်ခဲ့တယ်ဆိုရင်ကျွန်တော်အင်းကြီးနိုင်ငံတွေပေါ်မှာလဲပေါ့နော်။ရက်ခတ်မှုတွေရှိလာနိုင်တယ်ဆိုတော့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်။အဓိကတော့ဒီလာမယ့်ထဲမှာ မြောက်လိုင်းကနေပြီးတော့မှထိုင်းကိုသွတ်မဲ့ချိန်မှာထိုင်းဘက်ကနေပြီးတော့မှဒီ ICC အမိန့်နဲ့ပေါ့နော်ဖမ်းဆီးပေးမယ်ဆိုတော့ကျွန်တော်ပြည်သူတွေတမကဒီအိနေချင်းနိုင်ငံတွေတို့လည်းဒီကောင်းမှုတွေရောက်လာမယ်ဆိုတဲ့အကြောင်းသူကနေပြီးတော့မှထေချာလေးပြောဆိုထားတာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးနေနဲ့ပေါ့နော်တော်လံပြတော်သားတပိုးဖြစ်တဲ့ကိုဘူဘူကျော်ကနေပြီးတော့မှသူ့အားချောင်နေတဲ့ဘောမလော်ဘီတတိုက်ကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ဒီနေ့ဟုတ်ပါချင်ဘောမတတ်ဆိုင်ရကျွန်တော် message ပို့လား။ ဟောင်းလည်းမမတွေ့လာတဲ့နေပြည်တော်မှာငိမ့်ငိုင်းစုနေပွဲကြီးကိုခက်ခက်နာနာနဲ့လုပ်နေပြီအကြခင်မျိုးပြီးပြီးတယ်ဒီငိမ့်ငိုင်းသာရမှာမျိုး PDF တွေ EO တွေနေစရာမရှိတော့အဲ့ခါကျမှမငုံနဲ့တဲ့ဘာညာနဲ့ကျွန်တော်ဆဲဆိုပြီးတော့ခဲ့နေကျွန်တော်လည်းကြည့်လိုက်တော့ဘလို့သူတို့ပြောတဲ့ငိမ့်ငိုင်းရေဥဆောင်ဆွေးနွေးနေတဲ့လူတွေကိုကြည့်လိုက်တာသူတို့ပြောတဲ့ငိမ့်ငိုင်းနိုင်ငံခြားလူတွေနဲ့ဆွေးနွေးနေတဲ့လူတွေကဘယ်သူမှမဲမထဲတဲ့ပါတီ တမဲမမရတာတဲ့ပါတီရခေါင်းဆောင်တွေကိုကိုကြီးတို့တတ်တတ်ခံတို့ဒေါ်စုံမြတ်မလာဘာညာတရကာတို့ပြီးမနမေတော့မချဘူးတော့ပျောက်နေတာကြာကြီးဖြစ်နေညွညိုသင်းတို့ပြီးတော့ရခိုင်ကဒေါက်တာအေးမောင်တမဲမမရတဲ့ခေါင်းကြီးอ่ะအော်ဒီအပေရနာတွေဝိုင်းဆွေးနေတဲ့ငိမ့်တန်ကြီးကိုမင်းတို့လို့အပေကံကောင်းနေပဲငါပေါ်တွေပဲထောက်ခံပဲငါတို့တွေကစောက်ပေါ်တွေမဟုတ်ဘူးကွာ အကြောင်းမင်းတို့ပြောတာစောက်ယူတိုက်နေရတယ်တို့တခုတ်ခုဆိုရင်ဟာဟာရုရှားမှာစောက်အောင်နဲ့ဂျင်းတက်တယ်အဘဘူဂျူဒီပြီးလဲပြီးဟောတမတော်ကဘလောက်အားရှိတယ်ရှုံးလဲရှုံးတယ်အပြင်မှာလဲကြည့်အောင်ဘယ်နေရာတွေမှာဘာတွေဖြစ်ဖြစ်နေလဲဆိုတော့မျက်လုံးဖွင့်ကြည့်ဟုတ်တယ်ဟာလာပြောရဲစောက်ပေါ်လို့ပြောစောက်ပေါ်တိတ်ခါကြအဲ့တော့မင်းတို့စောက်ပေါ်တတရလှုပ်တဲ့ငိမ့်ငိမ့်ကိုငါတို့တွေကစောက်ပေါ်တွေမဟုတ်တဲ့လူတွေဆိုတော့လက်မခံပါဘူးလို့နော်စောက်ပေါ်ဟောစောက်ပေါ်ငိမ့်ငိမ့်ကြီးပဲရမယ်မင်းတို့ ကိုဘိုးဘိုးကျော်ကတော့ Dell ပြောတာနော်အခုဆိုရင်မျောလိုက်တဲ့တခြားဒီဖက်ကွက်စားနိုင်ငံရဲ့ပါတီတွေအရဆိုရင်ငင်းချဲဆွေးနွေးမယ်ဆိုပြမနေပြီးတော့မှကြီးကျယ်လုပ်နေတာကိုကျွန်တော်တွေ့တာဖြစ်တယ်ပဲသူတို့အနေနဲ့ဒီလိုမျိုးသူ့အရောင်တွေငင်းချဲဆွေးနွေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ယူကော့ပွဲကျွန်မဖို့လုပ်နေတာပြပြမငင်းချမှုတွေရရှိတဲ့နေရာတွေမှာသူတို့အနေနဲ့အမက်စနစ်တွေများကြီးရအောင်လှုပ်ဆောင်နေတာကိုတွေ့တာဖြစ်တယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါ့နော်ဒီလိုမျိုးတိုင်းပြည်ကကမောကမဖြစ်ရတာ NLA အစိုးရအကြောင်းဆိုပြီးတော့မှပလိုပက်ဆာတွေပြောထားတဲ့ဘူလီလာဆိုတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်သူဘယ်လိုမျိုးတွေအာချောင်ထားလဲဆိုတော့ကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်တင်းတိမ်မှာအဲ့ဒီအင်ရဲ့ရွှေရင်ငွေတွေထားတဲ့ပစ်တာတော့ထားမှုမြန်တဲ့တာတော့ဘယ်လိုတက်တာချိုးလည်းမြန်တဲ့တာပေါ်နေတယ်အဲ့ဒီတာတော့ဘယ်သူကဲဦးမကဲအိမ်မှာဦးစီးကဲ အဲ့ဒါပစံဘလောက်ရှိလဲဘယ်နည်းကပေးရောက်လိုက်တာနိုင်အောင်လဲဒါဘလောက်ဘယ်နည်းကတော့ဆန်ရည်ကိုလိုက်တာဘလောက်ကုန်သွားလဲအကုန်ကိုပဲတည်ဘာလို့မပေးမကန်ကိုပဲအရာလူလည်းပေးမကန်ကိုပဲညိုရလူလည်းပေးမကန်နိုင်ငံသားလားဆိုလာဝေးဒါပေမဲ့မြန်မာပြည်ရဲ့ဘူပန်တော်ယူနိုင်ငံသားသားရှောက်တာနဲ့တိုင်ခိုင်းဒီအပြင်ဝင်းထဏာ90လာကူးစင်းထားတဲ့အားလုံးမှာနိုင်ငံသား90ကျော်ကတကယ်ကီးပလေးယာတွေကိုကင်သွားတယ်။ဒါကြောင့်မို့ကျွတ်တော့နိုင်ငံကြီးများကျွန်တော်ဗျာ ကျွန်းတရောင်းတာဘလောက်တဆင်းရောင်းတာဘလောက်အကုန်စင်းစရာတိကုန်ပြီးရင်ဟာလာပါကိုတွင်းနေတာပါအဲ့အကုန်စင်းစရာတိကုန်တကယ်တော့သူတို့လက်နိုင်ငံကြားရောက်ကိုလူတို့နိုင်ငံအကုန်ပိတ်ပိတ်ကြရဲဆိုဒါစီတီစီတီဝယ်စင်းနေဆိုဝယ်လို့မရဘူးစီးတီတက်ကိုရောင်းနေတာကြတော့ငွေကိုဝယ်ခြင်းနေတာကြတော့မရဘူးသူတို့တွေဖြစ်ကုန်တာဘာကြောက်လဲပြီးခဲ့တဲ့9နှစ်ကညမာပြီးဟာသူ့ကြောင့်ဘဝရောက်သွားတာအဲ့ဒါစီအထုတ်တာမဟုတ်ဘူးဆောက်တာတာတို့နိုင်ငံခြားက90ကျော် ညီမကြီးဥထုတ်သွားတာနေချဲဥထုတ်သွားတာညီမကြီးသူ့ကျွန်ဘွားရောက်သွားတာတကယ်ဆောက်ပေါ်တယ်နော်ဖြစ်ခါလို့မရအဲ့ဒါလေးလာကြတာဒေချာစစ်စားအသေးချာမယ်တရားမဟုတ်ဘူးအသေးချာမယ်တရားဆိုတာစောက်ပြောနေတာအသေးချာမယ်ချစ်တာလေးအသေးမဲတဲ့တော့ချစ်တာလေးခင်တာလေးကျင်တာလေးမျက်နှာတွေယူရတာတတတာလေးမပါဘူးအုံနောက်ကိုတုံမဲတဲ့ဘုံအုံနောက်ရှိရှိနဲ့စဉ်းစားပြီးတော့မဲတဲ့ချက် ကဲဒီကောင်ကတော့ဗောနော်အခုဆိုရင်အတကြီးပြီတော့မှအချိန်မစီပဲနဲ့ပေါ်လိုပက်ဆာတွေပြောတော့တာကိုကျွန်တော်တွေ့တာဖြစ်တယ်သူပြောတဲ့ပုံစံကတော့တနည်းပြောမယ်ဆိုရင် NLD နဲ့သူတို့ဒီရှောင်းတာနယ်တို့အုပ်စုတွေအားနေပြီတော့မှဗောနော်တိုင်းပြည်ကိုရောင်းစားခဲ့လို့ဒီလိုမျိုးကမောက်ကမာတွေဖြစ်ရတဲ့ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာဖြစ်ပါတယ်။ဒီမြောက်လိုင်းတို့အုပ်စုနဲ့ဂျန်နက်ခက်ဆစ်စကစစ်ကောင်းဆောင်တွေရဲ့လွဲတွေကိုကျွန်တော်ဖုံးပြီးဖို့စူးစမ်းနေတာဖြစ်ပြီးတော့မှဒါကကျွန်တော်တို့ပေါ့နော်။ပြည်သူတွေကိုဒီစခွေးလော်ဘီတိုက်တွေကနေပြီးတော့မှတောင်းမှ channel ဖို့စူးစမ်းနေတာကိုတွေ့ရပဲဖြစ်ပါတယ်။သူတို့ဘယ်လိုပဲပြောပြော ဗီတိုရီကတော့ခုဆိုရင်တိမင်ပွန်လင်းလာတာမဟုတ်လို့ပါနော်ဒီဖစ်ဆက်အာနာရှင်စနစ်နဲ့သူတို့ရဲ့ဒီအညောင်းကလောတွေကိုကျွန်တော်အနေနဲ့အခုဆိုရင်ရှင်းထုတ်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့စေအိုချိုရဲ့ကောင်းပါတဲ့စူပရမတ်ပါနော်ညင်ခံဘောဆုံနေကြတဲ့စစ်ခွေဘောမလော်ဘီတတိုက်ကိုကျွန်တော်တော်လိုင်းဦးလေးကနေပြတော့ဘယ်လိုမျိုးပြောဆိုဆုံးမထားလဲဆိုတာစပီတော့မှကြည့်လိုက်ရအောင်နော်ချီစားတဲ့ဘောမတွေမင်းအောင်လိုင်းချီလီးစုံနေမကောင်းမင်းအောင်လိုင်းချီပါစားတဲ့ဘောမတွေပြောမယ်ကဲ ဘုံစုအောင်ဆန်းကြပြီးတဲ့နောက်ပိုင်းမှာနှစ်ပေါင်း80ကျော်မြို့စစ်တပ်အောက်ချုပ်ခဲ့တာမြန်မာနိုင်ငံမှာရှိတဲ့တရားဒါဇာတပစ္စည်းတွေလည်းတစ်ခုမှမရှိတော့ဘူးကုန်ပြီနော်လယ်သမားတွေလည်းကိုယ့်လုံစာကိုဝတ်အောင်မစားရဘူးဟမ်မင်းတို့စစ်အုပ်ချုပ်နေစစ်အုပ်ချုပ်ရေးတွေအုပ်ချုပ်နေတာနော် ကိုနေဝိခေကဆိုလို့ရှိရင်ကိုကြီးရွာမှာကိုစုဆက်ပြီးတော့မူလာတန်းပြအကြောင်းလေးတစ်ဆောင်ဆောက်မယ်ဆိုတော့မှအစိုးရခွင့်ပြုချက်မရရင်မဆောက်ရဘူး။음။ဆောက်ပြီးရင်လည်းဆရာချမပေးဘူး။ပညာတတ်တွေများရင်သူတို့ကိုလူမာဆိုလို့သူတို့ຢာလူသူတို့ရဲ့ဖွင့်နိုင်ကုန်လူမာဆိုလို့အမှန်တရားဖော်ထုတ်မှာဆိုလို့အဲ့လောက်ထိဖိနှိပ်ထားတာစိတ်အုပ်ချုပ်ရေးဆိုတာနော်။ အခုပြည်ပမှာရှိတဲ့အဲ့နေဝင်းလို့နော်တန်းရွှေလို့သိစိန်တို့လက်ထက်ဒီမှာရောတဘောကိုနှိမ်နှင်းနိုင်ရဲ့လားအမြင့်ပြုတ်ခဲ့လားမပြည့်မြုပ်ဘူးမင်းတို့စိတ်အုပ်ချုပ်ကြီးอ่ะတိုက်မိကောင်းစားကိုလုံးမမဟုတ်ဘူးစိတ်အုပ်ချုပ်ကြီးဆိုတာကိုမိသားစုကိုအတိုင်းဝိုင်းချမ်းသာရင်ပြီးရောပြီးသူတွေဘလို့နေနေဘာလဲသိစိန်တက်လာတော့ကိုလုံးစားနဲ့ကိုတော်ထမင်းတက်လာလျှော့စားရမယ် သူ့လူစားတခုမှမပါဘဲနဲ့တော့ဗမာဓမ္မစနဆော်စားမယ်သူ့လူစားလာစားရင်ပြီးရောနော်အဲ့တော့မင်းတို့ဘောမာတွေအခုအချိန်ကြမှာနိုင်မယ်ဆိုတာမင်းတို့ချီးစားပြောတော့ကြိုက်တယ်လို့ထင်မယ်ဟင်နေရာဘောင်းစုံဌာနဘောင်းစုံလူမျိုးဘောင်းစုံကတိုက်နေမှာတော့မင်းစစ်ခွေးကဘာခံနိုင်ဦးမှာလဲလေရင်ရှိနေလို့လေရင်သာမရှိခဲ့မယ်ဆိုရင်မင်းမင်းအောင်လိုက်ကြာပြီးဝိညာဏတိုက်သွားတာဒီလား ဘာကောင်းတာရှိလဲမင်းတို့စိတ်အုပ်ချုပ်ကြီးလက်နဲ့နဲ့ငင်းကြရင်ယူကဘသူလဲဘသူကောင်းလို့လဲခြေချောင်းလေပေါ်မှာအဲ့မှာစိတ်မပြေရဲဘော်တွေမသေးတာอืมမြောက်လိုက်လို့လားဘာအကျိုးရှိလဲခုနော်အဲ့မလွှတ်စားလို့သာတိုက်နေတတ်မတော်သားတွေသူတို့သားတွေသူတို့သမီးတွေသူတို့မယားတွေကိုသူတို့ချစ်တယ်သူတို့အသက်ကိုသူတို့နှမျောတယ်အနာကိုမလွန်ဆန်နိုင်လို့တိုက်နေတာတိုက်ချင်လို့တိုက်နေတာမဟုတ်ဘူးဟမ်မင်းတို့ဆွဆွပြီးတော့ပြောမနေနဲ့ဘောမာကြီးဟိုမဲခိုးတာတို့ဘာလို့မင်းတို့ပြောမနေနဲ့ မြောက်နဲ့လှုပ်တရစေးအုပ်ချုပ်ရေးလှုပ်ရစေးအုပ်ချုပ်ရေးနှစ်ပေါင်း80ဆော်80အုပ်ချုပ်လာတာဘယ်နေရာမှာကောင်းကွက်တွေရှိခဲ့ကြလဲဆိုတာကိုပြောကျွန်တော်တို့ဒီတော်လန်ဦးလေးပြောတော်ရရောက်ပါတယ်နော်ဒီဘောမှာတရားတော်အောက်ချက်ကနေမြောက်ပင်ကော်ထုတ်ပြောဆောင်နေပြီးတော့မှအောက်ချက်သက်သားတွေကဒီရှစ်တန်းဆက်မဲ့ပင်မှာဆိုရင်မျောစာဖြစ်လိုက်ပါနော်အခုဆိုရင်တော်လန်ရဲဘော်တွေရဲ့ဖန်စီချင်းကိုခိုင်းနေတာဖြစ်တယ်တကယ်တမ်းကျတော့သူတို့လည်းအေးချမ်းချမ်းနေချင်မှာပေါ့နော်တချို့တလေတွေကတော့ကျတော့တော်လန်ရဲ့အင်အားစုတွေကို တက်လို့ဖျက်လို့ဆဲတယ်များနေတယ်ဆိုတာအလုံးလည်းသိတာဖြစ်ပါတယ်အဲ့လိုကောင်တွေကိုလည်းကျွန်တော်ဘက်ကနေပြီးတော့မှရှင်းတန်းစစ်မှတ်ပြင်တွေမှာမျက်စာဖြစ်ပြောင်းလဲပေးနေတာမို့လို့ဒီလိုမျိုးပေါ့နော်အတီးတရားမရှိသေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမိုက်ကြီးခွဲနေဦးမယ်ဆိုတော့သူတို့ရဲ့ပေါ့နော်ကန်တရားကတော့နောက်ဘဝကိုကူးရမယ်ဆိုတာတော့ကျွန်တော်အကျဉ်းသိမြင်နေရတာပဲဖြစ်ပါတယ်ဆိုတော့မျောလိုင်းကနေပြီးတော့မှသူရဲ့အောက်ခြေလက်သားတွေတော့မှလုံးဝကိုယူမဆက်တော့ဘဲနဲ့သူတို့ကောင်းစားရေးအတွက် အာနာရှင်စနစ်တည်ပြဖို့အတွက်ဆိုရင်ဘာမှမဆိုလိုရတဲ့ကောင်ဆိုတာကိုကျွန်တော်တွေ့တာမလို့အောက်ခြေသတ္တရနဲ့နှမကြတဲ့မှာပြည်သူတွေနဲ့အလိမြဆုံးပုံပုံတင်နေပြီဆိုတဲ့အကြောင်းကိုထပ်ခါတလဲလဲပြောလိုပါတယ်။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ပူတူမနေပြီးတော့မှမိတောင်ပုံမှန်မပေးနိုင်တဲ့ဒီလေကြီးနေတဲ့ပေါ့နော်မြောက်လိုင်းကိုဘယ်လိုမျိုးဒဲဖြုတ်ထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ တရုတ်ကိုထိဓာကြီးဆုံပြီးတော့တို့အဖေခေါ်နေတဲ့ကူကန်ကတရုတ်ထိဓာကြီးဆိုပြီးတရုတ်နိုင်ငံအစိုးရလိုမရှိတရုတ်ကိုကန့်ကွက်ဆန္ဒပြပါတယ်ဆိုပြီးတရုတ်လိုလိုကြီးမရောက်လာအလိုမရှိဆိုပြီးတော့ဆန္ဒပြတဲ့လူတွေကိုကိုကန်ကဖမ်းလိုက်ပါတယ်။ဒါကြောင့်မို့လို့အမှန်တကယ်တရုတ်ဘောကိုမပြီးတရုတ်ကိုထိဓာကိုကြီးတရုတ်အားကိုတရားအားထုတ်နေတဲ့ဘုံကျုံမျိုးညစ်တွေဒီတရုတ်အားကိုမအေးလို့ဖက်သည်။လက်ရှိမှာကိုကန့် MDU ကိုအဖိခေါ်နေတဲ့ PDF နဲ့အဲ့ဒီ PDF ကိုအဖိခေါ်နေတဲ့နေပေါ်နေပိတ်တွေလာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုဒီနေ့ဒီချိန်လေးပြည်ထောင်မီဒီယာတွေအကုန်လုံးကဖုံးကွယ်ထားကြတယ်၊နှုတ်ပိတ်နေကြတယ်။ဒီအကြောင်းအရာကိုမျိုးညစ်တွေမပြောရတဲ့အတွက်မျိုးချစ်တယ်ကျွန်မကပြောပါတယ်။နောက်ချက်ကလည်းရှိနေတာ။ ။နေ့စဉ်မိကလေးနာရီပေးပြီးရှင်းနာရီပြတ်တယ်ဆိုတော့ဒီလောက်ပူအိုက်နေတဲ့ရာသီဥတုအောင်မှာမီးပြတ်တော့ကျမတို့လူလူမှာပို့ပိုးရောအဆင်ရဒုက္ခရောက်ရတယ်။ဒီမှာဒီကလေး2023လုံးကလက်ရှိနာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်ဦးကြီးမရောက်လာ။အကမာတိတိတူတမတို့မှာအသေးစီသူဗိုလ်ချုပ်မှုကြီးမရောက်နိုင်ပြောခဲ့တာက2023အစိုးရဘက်အစည်းအဝေးမှာပြောခဲ့တာသူပါပြောလဲဆိုရင်လာမယ့်နှစ်လာမယ့်2025ခုနှစ်ရောက်လို့ရှိရင်မြန်မာတိုင်းနိုင်ငံလုံးမှာလိုအပ်တဲ့လက်ရှိပါမာဏတိုင်းနိုင်ငံလုံး တနိုင်ကန်လုံးကိုမီးပေးနိုင်အောင်အတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်သွားမယ်တဲ့တနိုင်ကန်လုံးကိုမီးပေးနိုင်အောင်စူးစမ်းမယ်သူ2020နဲ့3အစိုးရဖက်အစည်းအဝေးမှာပြောခဲ့တယ် အစိုးရဖွဲ့အစည်းအဝေးမှာအစိုးရခေါင်းဆောင်အစိုးရရဲ့ဥက္ကဋ္ဌကပြောခဲ့တာဆိုတော့ကျမတို့ကတက်မလို့ချက်တယ်လို့ဆိုတော့တက်မလို့ကနေပေါက်ခွာလာတယ်လက်ရှိနားဆက်ခံရင်စောက်ထိုးရကိုထောက်ခံတဲ့လူတွေဆိုတော့ဟာငါတို့အပါတို့အပါအဲ့လေအကမဟာသီးသူတမဆိုပြီးကျမတို့ကအားပေးထောက်ခံပြီးတော့ညော်တလေးလေးနဲ့စောင့်စားပြလာတာပေါ့နော်တကယ်တမ်းအခုနောက်25လက်တွေရောက်တဲ့ခါကျတော့ဒီလောက်ပူအိုက်နေတဲ့လူရသည်မှာမိက၄နိုင်ပဲပြီးပြီ၈နိုင်ပြတ်တယ်ဆိုတော့တော်တော်ကြီးကိုခွာကြတာပေါ့နော်ဆိုတော့ကြီးညိုပါရဲ့ကူစော့ပါရဲ့ပါတာပါရဲ့မှားတာရှိရင်လည်းပဲ အောင်မှန်ပါတယ်။ဖြစ်စင်မီကြီးတော့မှန်အောင်လုပ်ပေးပါ။ပူအိုက်တင်ကြတဲ့ဥတုမှာလူတို့ကနေရတာဘလို့မှအဆင်မပြေဘူးဖြစ်ပါတယ်။ဖူတမာတော့တူပါတော့ပြန်ပြတော့ပျောက်ကုန်ပြီနော်အခုဆိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒီလောက်ထိအခြေအနေဆိုးနေတာတောင်မှကျွန်တော်တို့မိဘပြည်သူတွေကိုစော်ကားမောင်းကားနဲ့ပြောရတဲ့တတိယကိုတော့ကျွန်တော်အနေနဲ့လေးစားမှာဖြစ်ပြမသူတို့တွေရဲ့ဒီလိုမျိုးပြောစကားတွေကိုမကြခင်ပါပဲတာဝန်ရမယ်ဆိုတဲ့ပုံစံမျိုးလည်းပေါ့နော်ကျွန်တော်ဘက်ကနေပြမတိပြပြောဆိုမှုတွေရှိတာဖြစ်ပါတယ် မြောက်လိုက်ဟာဆွန်လက်တေးရုရှားကိုညင်တဲ့အခုဆိုရင်ဒီမြန်မာပြည်ထဲမှာနျူကလ িয়ার တပေါင်းဖို့တွေတည်ဆောက်ပြီးတော့မှတိုင်းပြည်ဘောပေါ့နော်။ရောင်းစားပြီးအောက်ဆုံးထိဆွဲချနေတဲ့အချိန်မှာပါအောက်ခြေကောင်တွေကနေပြီးတော့မှဒီလိုမျိုးမျိုးပြင်ကော်ထိုးနဲ့ပေါ်ပန်းလေးစားတွေပြောနေဦးမယ်ဆိုတော့ကျွန်တော်မျိုးပါပြီးတော့ရဒီတဲ့ပုံပြမှာ CMO တဲ့မျိုးတွေခံရရမှာပဲဖြစ်ပါတယ်။ပြီးတော့တရလုံးနေတဲ့တော်လိုင်းရင်းမှာအားလုံးပူးပေါင်းပြီးတော့မှ စစ်ကောင်စီနဲ့သူတို့ပေါင်းပါးတွေကိုအလီမြန်ဆုံးပြောချနိုင်ဖို့ဆိုရင်စူစည်းညီရဆိုတဲ့ကိုတက်တဲ့ဘက်ကနေပူပေါင်းပေါ်ဝင်မဲ့အချိန်ရောက်နေပြီဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုဒီညမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးချစ်စုပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲ့အချမ်းနဲ့ညလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။